ပုဂလိကဘဏ်29ဘဏ်ကတကြံရုပ်ပိရများဖြစ်တဲ့ AP လား21ရက်နေ့အထိ ADM များနဲ့ဘဏ်ခွဲအချို့တွင်အချိန်ပြည့်ဘဏ်ဝန်ဆောင်မှုများဆောင်ရွက်ပေးမှာဖြစ်ကြောင်းဘဟုဘဏ်က AP လား15ရက်စွဲနေ့ထုတ်ပြန်ထားပါသည်။အဆိုပါပုဂလိကဘဏ်နဲ့ဘဏ်ခွဲများမှာ KBZ ဘဏ်အနေနဲ့နေပြည်တော်ဘဏ်ခွဲလေးကိုပြည်ကြီးတကောင်ဘဏ်ခွဲရေမွတ်တောင်ဘဏ်ခွဲတောင်ကြီးဘဏ်ခွဲတဲ့လမ်းမတော်ဘဏ်ခွဲစုစုပေါင်းဘဏ်ခွဲ9ခု KBZ Pay Center 9ခု KB Mobile Center 4ခုဝန်ဆောင်မှုပေးသွားမှာဖြစ်ကြောင်းသိရပါသည်။ စပီဘန် PCN အနေနဲ့ UFC ဘန်ခွဲပြမနာဘန်ခွဲမန္တလေး26လမ်းဘန်ခွဲရုံးကျုပ်ဘန်ခွဲစုစုပေါင်းဘန်ခွဲ၄ခုဖွင့်လှစ်မှာဖြစ်ကြောင်းမြန်မာနိုင်ငံသားများဘန်အနေနဲ့ကြောက်တရားဘန်ခွဲ၁မန္တလေးဘန်ခွဲ၂နေပြည်တော်ဘန်ခွဲ၁စုစုပေါင်းဘန်ခွဲ၃ခုဖွင့်လှစ်မှာဖြစ်ကြောင်း AYA Ban PC ရဲ့အနေနဲ့ရန်ကုန်ဘန်ကွဲ26၊ကရင်တလန်ဘန်ကွဲ၊ပန်းစိုရန်ဘန်ကွဲ၊ပူအောင်ကျော်ဘန်ကွဲနဲ့အလုံဘန်ကွဲ၊မြမပလာဇာ၊မန္တလေးဘန်ကွဲ20၊နေပြည်တော်ဥတ္တရတီတီဘန်ကွဲ၊စုစုပေါင်းဘန်ကွဲ၈ခုဖွင့်လှစ်မှာဖြစ်ပါကြောင်း ဧဝဗန်အနေနဲ့ကချင်ကယားကရင်ချင်းမော်ရခိုင်ရှမ်းနေပြည်တော်မကွေးရှမ်းကုန်မန္တလေးတနင်္သာရီအေရော်ရီ စကိုင်းတိုင်းတို့မှာဖွင့်လှစ်ထားတဲ့ဘန်ငွေစုစုပေါင်း64ခုဖွင့်လှစ်မှာဖြစ်ပြီးပုံမှန်ဘန်လုပ်ငန်းဝန်ဆောင်မှုပေးမှာဖြစ်ကြောင်းသိရပါတယ်။ ရွှေပြည်ပန်းနေနဲ့ရုံကျုံပြည်ကြီးတကုံကျွဲဆဲကံဘန်ခွေပစိုတောင်ရေချောဘန်ခွေဗဟန်းဓမ္မစရီလန်ဘန်ခွေပိုးထောင်တိမ်ဖြူဘန်ခွေမြောက်ကုံဘန်ခွေရှမ်းကုံကြောက်ကုံဘန်ခွေရွှေကုံနိုင်ဘန်ခွေလာသာဘန်ခွေနဲ့လှိုင်ဘန်ခွေ စုစုပေါင်းဘန်ခွေဆဲကူအားရက်အလိုက်အလဲကျဖွင့်လှစ်မှာဖြစ်ပါကြောင်းမြမရှိဆောင်ဘန်အနေနဲ့ရုံကျုံတိမ်ဖြူတက္ကသိုလ်ရိပ်သာလန်နေပြည်တော်မန္တလေးဘန်ခွေ9နဲ့6စုစုပေါင်းဘန်ခွေ6ခုဖွင့်လှစ်မှာဖြစ်ပါကြောင်း ကမ္ဘာရေနာဘန်းအနေနဲ့တကြံရုံးပိရဲ့ကာလာအတွင်းဘန်ခွဲများအားဖွင့်လှစ်ရန်အစီအစဉ်မရှိပေမဲ့လည်းအခြားဝန်ဆောင်မှုများဖြစ်တဲ့ GDB Mobile Wallet, Internet Banking, Mobile Banking, CBN System Suite လုပ်ငန်းများကို24/7ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းသိရပါတယ်။ ရုံမပန်းအနေနဲ့မင်္ဂလာစိန်မြင်းဒီကောင်တာမွေတတိယရနာမြောက်ကလာပါကြောက်တရာတောင်နဂုံရှန်ကင်းတောင်ကလာပါမင်္ဂလာတောင်ညော့ရှန်ကင်းဂိုရန်စီတီပြင်မနာမန္တလေး88လမ်းစိုင်တန်း35လမ်းမဟာနယ်စင်ဘန်ခွေစုစုပေါင်းဘန်ခွေ14ကိုဖွင့်လှစ်ပါဖြစ်ပါကြောင်း မြရီဘန်နီနဲ့ဖွင့်လှစ်မဲ့ဘန်ခွဲမရှိပေမဲ့လက်ရှိမှာရုရှားဖန်များမှရူဘယ်ငွေကြေးနဲ့လူဒန်းငွေများဝင်ရောက်လာပါကဘဝင်ဆောင်မှုများပေးနိုင်ရနေဗဟိုဘန်တို့အချင်းနဲ့တပြေးညီတင်ပြနိုင်ရတဲ့အတွက်ဝန်ထမ်းများအားတာဝန်ပေးထားကြောင်း အာရှစိမ့်လန်းမှုဖွံ့ဖြိုးရေးဘဏ်အနေနဲ့နေပြည်တော်ဘဏ်ကွဲရန်ကုန်ဘဏ်ကွဲတိနဲ့မန္တလေးဘဏ်ကွဲတိစုစုပေါင်းဘဏ်ကွဲသုံးကိုဖွင့်လှစ်မှာဖြစ်ကြောင်းနေပြည်တော်ဖွံ့ဖြိုးရေးဘဏ်အနေနဲ့ဖွင့်လှစ်မဲ့ဘဏ်ကွဲမရှိပေမဲ့ ATM ဆက်များတွင်ငွေလုံလောက်စွာဖြည့်တင်ပြီး24/7ဝန်ဆောင်မှုပေးမှာဖြစ်ကြောင်းကုန်တူးဆောင်တောင်သူတမားဖွံ့ဖြိုးရေးဘဏ်အနေနဲ့ဘဏ်ကွဲမဖွင့်သေးကြောင်း မြန်မာအရှေ့တိုင်းဘန်အနေနဲ့ရုံကြုံနေပြည်တော်မန္တလေး35လမ်းဘန်ငွေစုပေါင်းဘန်ငွေ3ခုတွင်ငွေကြေးကောင်တာဖွင့်လှစ်မှာဖြစ်ကြောင်း ARD တောင်သူလူသမားများဖွံ့ဖြိုးရေးဘန်အနေနဲ့နမောက်လမ်းဘန်ငွေမန္တလေး84လမ်းဘန်ငွေစုစုပေါင်းဘန်ငွေ2ခု အသေးစားနဲ့အလက်စားလုပ်ငန်းများဖွံ့ဖြိုးရေးဘန်အနေနဲ့ဘန်ငွေ5ခုမြန်မာခီးသွားဘန်အနေနဲ့ဘန်ငွေ2ခု ပထမပုဂ္ဂလိကဘဏ်အနေနဲ့ရုံးချုပ်ဘဏ်ခွဲ1ထွန်း commercial ဘဏ်အနေနဲ့ဘဏ်ခွဲစုစုပေါင်းဘဏ်ခွဲ23ခုစောက်လုပ်ရေးအင်ယာနဲ့အခြေခံစားအုံဖွံ့ဖြိုးရေးဘဏ်အနေနဲ့ဘဏ်ခွဲ3ခုရွှေကျေးလက်နဲ့မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဘဏ်အနေနဲ့နေပြည်တော်မန္တလေးနဲ့မော်လမြိုင်စုစုပေါင်းဘဏ်ခွဲ3ခု MD Bank PCN ကျေးလက်ဖွံ့ဖြိုးရေးဘဏ်တောင်သူလူသမားများဖွံ့ဖြိုးရေးဘဏ်ရန်ကုန်မြို့တော်ဘဏ်မြန်မာမက်ထရိုဘဏ် စသည်တို့ကဘဏ်ဝင်ဆောင်မှုပေးမဲ့ဘဏ်ဝဲများကိုဗဟိုဘဏ်ကထုတ်ပြန်ထားပါသည်။